စိုးရလက်ထက်မှာဒါပေမဲ့ပြည်သူရဲ့ရဲ့တင်မြောက်တဲ့ဒီမိုကရေစီအစိုးရကိုတနပ်ပြောင်းတဲ့ချိန်ရဲဆက်ဆက်ဖမ်းဆီးစန့်ကျင်တဲ့ပြည်သူလူငယ်အားလုံးကိုရဲဆက်တပ်ဖြတ်ပြီးအာဏာလုယူလိုက်တဲ့မင်းအောင်လက်ထက်မှာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကြောင်းကျိုးဆက်ဆက်ပြီးကျွန်တော်ရှင်းလင်းတင်ပြပေးပါမယ်လက်ရှိမဲအွန်လိုင်းဥဆောင်တဲ့ဖက်စစ်အကြမ်းဖက်စေအာနာရှင်အုပ်စုဟာပြည်သူအကျိုးစီးပွားအတွက်ပြည်သူလူထုနဲ့နိုင်ငံတော်သူနိုင်ငံသားနိုင်ငံနိုင်ငံတော်ကြီးအတွက်ကောင်းကျိုးအဖျားဖျားကိုတဲဆောင်ကြိုးပမ်းမယ်ဆိုတဲ့ရည်ချက်နဲ့ အာနာသိမ့်ပြီးအုပ်ချုပ်နေတဲ့ဖွဲ့စည်းမဟုတ်ပါဘူးသူတို့ရဲ့အာနာရှင်တစုလက်ဝေကန်တစုကိုကျိုးစီပွားကြီးထွားရှာဖွေခွင့်ရရှိရေးအတွက်နိုင်ငံတော်အာဏာကိုအထမသိမ့်ပိုက်လူယူပြီးလက်နက်နဲ့ပြဒါမိုးအုပ်ချုပ်နေတဲ့မိစ္ဆာဆေးအုပ်စုဖြစ်ပါတယ်ဒါကြောင့်မိစ္ဆာဆေးအုပ်စုအောက်မှာပြည်သူမျိုးများဟာသူတို့ဖြင့်လူငယ်တို့ကြီးဟာ နစ်နာဆုံးရှုံးမှုပေါင်းများစွာအသက်ခန္ဓာဘဝနာကပ်ပျောက်ဆုံးမှုပေါင်းများစွာနဲ့အတိဒုက္ခရောက်နေကြပါတယ်ဒီချိန်မှာပဲတဘာဝဘေးကြီးကကျွန်တော်တို့ဒီလူပြည်သားတွေရဲ့ငံကြမာလို့ပဲဆိုဆိုတီလာပြက်လာလို့တီလာမလုံခြုံကြလို့မိစ္ဆာအယူဝါဒတွေကျေပြန့်စွာထွန်းကားလာလို့တဘာဝကြီးကရှင်းလင်းတဲ့အနေနဲ့ပဲဆိုဆိုပေါ့ကျွန်တော်ဟိုငလင်းကြောင့်တိကျနေတာတော့ပြည်သူအားလုံးကိုတိတ်ကြုံပြီးတော့အပြစ်ဆိုတာမဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ရဝင်းကြီးလက်တလောဖြစ်နေတဲ့အခြေအနေတွေကိုလည်းကြားသိ တွေ့မြင်ရပါပါမိစ္ဆာအယူဝါဒတွေလွန်စွာထွန်းကားလာပြီးတော့ဒီ passive anarchist စနစ်ကိုဟုတ်ကြီးမှတ်ပြီးတော့ anarchist စနစ်အမိပြုပြည်သူပြည်သူချင်းတွေးကွဲပြီးတော့ကိုကျိုးစီပွားရှာစားလူသူတွေရှိနေသေးလို့သာမင်းအောင်လိုင်းရဲ့ passive စနစ်တည်တတ်နေတာမို့လို့ပါဆိုတော့ကျွန်တော်အခုဆက်ပြောချင်တာက passive အကြမ်းဖက် anarchist စနစ်ဆိုတာဟာပညာရှင်တွေကိုနေရာပေးပြီးပညာနဲ့အုပ်ချုပ်တဲ့အစုအဖွဲ့မဟုတ်ပါဘူးပညာရှင်တွေကိုမောင်းထုတ် ပညာရှင်တွေရဲ့အကြံပြုချက်ကိုလုံးဝလက်မခံဘဲလူမိုက်တွေလူညံကားတွေလူဆိုးသွမ်းတွေလူလောဘဒီခက်ရှင်းရှင်းပြောရရင်အိစားကာမဤသုံးဝကိုပဲတံမိုးထားတဲ့လူတလိษံတွေစုဖွဲ့ပြီးတော့လက်နက်ကိုဗဟုပြုတနပ်ပြောင်းကထွက်တဲ့အာနာနဲ့ပြည်သူတရားလုံးကိုရက်ဆက်စွာဖိနှိပ်ဖမ်းဆီးချုပ်နှောင်တပ်ဖြတ်ငါတို့အုတ်ချုပ်တာကိုနာခံခံမခံရင်တည်တံဆိုတဲ့ပုံနဲ့အတင်းအုတ်ချုပ်နေတာဖြစ်လို့ ပညာမဲ့တွေရဲ့ဥဆောင်မှုအတိုင်းအရာရာဟာ လွဲချော်မှားယွင်းခံရတော့ပြည်သူတရားလုံးအတိဒုက္ခလုံးလုံးရောက်ကြရတာဖြစ်ပါတယ်ပညာရှင်တွေကိုဆရာနာရှင်အဆက်ဆက်ကလုံးဝတန်ဖိုးမထားခဲ့ဘူးပြစ်ပေခဲ့ကြတယ်ဆိုတဲ့အကြောင်းနဲ့လက်ရှိမင်းအွန်လိုင်းဖက်စစ်အုပ်စုအထဲမှာရှိတဲ့စစ်ခေါင်းဆောင်ငယ်လက်တွေရဲ့ရည်ချင်းအကြောင်းကိုကျွန်တော်နှိုင်းရှင်ပြီးဥပမာတချို့နဲ့တင်ပြခြင်းပါတယ်ပညာရှင်တွေဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ဒီမနေ့ပဲဖတ်ဖြစ်တဲ့ ျွန်တော်လေးစားရတဲ့ရေချောင်းသိပ္ပံပညာရှင်ကြီးဆရာဥက္ကမောင်ဦးသူအမေရိကန်မှာနေပါတယ်သူတင်ထားတဲ့ post လေးကိုကျွန်တော်ဒီမနေ့ဖတ်လိုက်ရပါတယ်အချိန်လူပြီးတော့ဖတ်လိုက်ရတော့သူတွေ့ကြုံလေးကိုသူရေးပြထားပါတယ်1980ကျော်ကာလကလေးကသူဟာရေချောင်းသိပ္ပံမှာကတိခအဖြစ်နဲ့လစာအဲ့တုန်းကထောင်ကဏန်းပဲမြန်မာကျပ်ငွေနဲ့တွက်မယ်ဆိုရင်ထောင်ထောင်ကျော်ပဲရပါတယ်လစာသူအမှတင်ပြနေပါတယ်တဲ့တင်ပြတော့အဲ့ဒီရေခင်းတို့အစိုးရကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာသူကပါဝင်ခဲ့တယ် လို့ပြောပါတယ်။ပေါင်းခဲ့တဲ့နောက်မှာတော့သူ့ရဲ့ဒီចောင်းអុកကသူ့ကိုខော်ပြီးတော့ခတိခဖြစ်တဲ့ဆရာခမောင်ဦးကိုខော်ပြီးတော့ခင်ဗျာအလုတ်ထွက်တော့လို့ပြောပါတယ်တဲ့။ပြောတော့သူကလည်းပဲမှန်ကန်တဲ့ဘက်ကရက်တီတဲ့ဒူမို့လို့ဟုတ်တယ်ထွက်ဆိုလဲထွက်တယ်။သူနဲ့သူအခြားလို့ပေါ်ကံဖက်တရားလဲဒီအာနာရှင်စနစ်အဲ့တော့မဆလာပေါ့။အာနာရှင်စနစ်ကိုမကြိုက်ကြလို့သူတို့လည်းနှုတ်ထွက်ခိုင်းတာကိုနှုတ်ထွက်ပြီးတော့အကုန်ထွက်လိုက်ကြတယ်တဲ့။ထွက်လိုက်ပြီးတော့သူတို့ဟာနိုင်ငံသားတင်မောလိုက်မှချက်ချင်း အဲဒီ officer အနေနဲ့အလုပ်ရပါတယ်ပညာသက်တွေကိုပညာသေးတွေကိုလို့တော့သူ့ရဲ့လစာကိုမဖြစ်မနေအိမ်ကိုပြန်ပို့ရတဲ့အကြောင်းတွေအဲ့ဒီမှာပဲတခါမလေးရှားနိုင်ငံရေချောင်းသိပ္ပံကနေပြီးတော့အလုပ်ခေါ်တယ်ဆိုပြီးမစ္စတာတယောက်ကပြောလာလို့သူသွားပြီးအလုပ်လျှောက်တဲ့အခါမှာအဲသုံးပတ်တော်တွင်သူ့ချက်ချင်းအလုပ်ခန့်တယ်ဟိုရောက်တဲ့အခါမှာလည်းသူ့ရဲ့ထားတဲ့ facility တွေအကြောင်းတွေရှင်းပြတယ်ဘလောက်အဲဘလူနေရတယ်တာဝသမီယူတော့ဘလူကြောင်းကားနဲ့အလုပ်ဒီကုမ္ပဏီကအဲကြောင်းကားကနေပြီးကြိုးပို့ပေးတယ်လစာကိုလည်းသူကနှိုင်းရှင်းပြပါတယ် ီမြန်မာပြည်မှာကတိကအဖြစ်နဲ့အတိုင်းပြည်နဲ့လူမျိုးကိုချစ်လွန်းလို့အလုပ်လုပ်စင်ရသူဟာတထောင်ကျော်ပဲရခဲ့တဲ့အချိန်မှာပုံမှန်မလေးရှားမှာချက်ချင်းအလုပ်သွားလုပ်တဲ့ခါမှာအာတထောင်ကျော်ဖြစ်သွားတယ်ဆယ်ဆ12ဆလောက်ဖြစ်သွားတယ်ဖြစ်သွားသူယဉ်ထုမနာရေးထားတဲ့စာသားလေးကျွန်တော်အခုတည်းတည်ပါတယ်မြင်နေရပါတယ်ဘာလဲဆိုတော့တဲ့လစာတထောင်လောက်လေးပေးပြီးတော့နော်ကိုယ်နိုင်ငံမှာပညာရှင်တွေကိုအလုပ်ခန့်လို့ရပါလေနဲ့အဲ့ဒီကြောင်းမှာသင်ပေးမဲ့ဆရာမရှိမှန်းသိသိရင်အာနာရှင်ရဲ့အလူမကြမောင်းထုတ်လို့ မောင်းထုတ်လိုက်တယ်ဆိုတဲ့လိုရက်ကိုပညာသည်တွေကိုတမိုးမထားဘူးဆိုတဲ့အာနာရှင်တွေရဲ့လိုရက်ကိုသူကဟိုဝမ်းနည်းစွာနဲ့ရင်ဖွင့်တာဖြစ်ပါတယ်အဲ့တော့ဆေအာနာရှင်ဆိုတာပညာသည်ကိုတမိုးမထားပါဘူးဒါအစဉ်ဆက်ပညာရှင်တွေအားလုံးသိရှိပြီးတဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဖက်စစ်တတ်ထဲအကြဖက်တတ်ထဲကိုကျွန်တော်တို့ဆင့်သွားကြည့်အောင်ဖက်စစ်တတ်ထဲမှာရှိနေတဲ့ဒူရီရဲ့ပညာရည်ချင်းအုံနောက်ကိုကျွန်တော်ကိုရင်းနဲ့ရှင်ပြီးတော့နည်းလေးနှိုင်းရှင်ပြကြပါမယ်အခုလက်ရှိဆိုရှယ်မီဒီယာတွေမှာအများစုကတော့တီးပြီးသားပါတချို့တွေကတော့မတီးသေးတော့ထင်အောင်ထင်မှရှိမှာပေါ့ကျွန်တော်ကို ကျွန်တော်ရဲ့ page အောက်မှာ owner ချင်းနဲ့ဝင်ရေးကြတာတွေတွေ့ပါလိမ့်မယ်အာဒီကောအမရင်းကောအဒီကောဟာလက်အောင်ငယ်သားတက်ချက်ကြီးရဲ့ဇနီးကိုကြာခိုပြီးတော့ထောင်ချထုတ်ပြခြင်းခံရတဲ့ကောဒီကောဟာတပ်ဖွဲ့ဝင်ချင်းချင်းတော့မှချားစင်တော့မှသစ္စာမဆောင်တည်တဲ့မရင်းကောသစ္စာဖောက်ဆိုပြီးတော့တွင်းတွင်းကြဲကြဲရေးနေကြတာတွေ့ရပါလိမ့်မယ်တွေ့ရပါလိမ့်မယ်အဲ့တချို့ကယုံထင်ကြောင်တင်ပေါ့ဟုတ်လိမ့်နုံနုံပေါ့အဲ့တော့ဖြစ်စဉ်လေးကိုကျွန်တော်ကရှင်းပြခြင်းပါတယ်ဒါဟာဖက်စစ်ကြမ်းဖက်စစ်တပ်ရဲ့ တံပြန်ဝါရဖြန့်ချီရန်နေရအောက်ကစနစ်တကျဖွဲ့စည်းထားတဲ့လုပ်ငန်းစဉ်တစ်ခုကိုအကောင့်ထဲပေါ်ကြတဲ့အုပ်စုဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစိပ်ပိုင်းကိုအဲ့ဒီကျွန်တော်ကိုမရင်းကောင်းလို့ဆွဆွဲကြတဲ့ထဲမှာမဘူးလက်လဆွေလိုလူမျိုးပေါ့တော်တော်ကိုစလေလူဘူမူကြီးအစင်းရှိတဲ့လူမျိုးတွေကအစပါခဲ့တယ်နော်။အခုချိန်ထိလည်းကျွန်တော်လိုက်ပြန်ထော်လန်းကြည့်တာရရှိအစ်င့်နေရရှိကြီးအစ်င့်နေဒီကျွန်တော်ကိုမင်းမရင်းကောင်းမင်းမရင်းကောင်းဆိုပြောသူတို့ကဆွဆွဲနေကြတာတွေ့ရတယ်။တွေ့ရတော့ကျွန်တော်အဲ့ဒါနဲ့အတွင်းထဲကိုအဲကျွန်တော်လှက်ပတ်ပြီးတော့ထော်လန်းကြည့်လိုက်တော့ကျွန်တော်တက်ကထွက်ပြီးတဲ့နောက်ပိုင်းပေါ့ နော်ကျွန်တော်ကိုပုံရိပ်ဖြတ်ဖို့အတွက်ကျွန်တော်နိုင်ငံရေးမှုနဲ့ထောင်ကြရော electronic app နဲ့ပုံမှန်33ကကြီးနဲ့ထောင်လဲကြရောအဲ့ဒီအချိန်မှာလဲကျွန်တော်ရေးသားထားခဲ့တဲ့ဒီ block တွေက set up ပြင်ပြောင်းလဲရေးစာတန်းတွေစောင်းမားတွေကအမြောက်အများကျွန်တော်ဖန်ဆီးခံရတဲ့အချိန်တရားရုံးတင်တဲ့အချိန်မှာပုံနှိပ်ထုတ်ဝေထားတာကျွန်တော်ရေးခဲ့တဲ့စာတွေပုံနှိပ်ထုတ်ဝေထားတာဒါလောက်လောက် A4 နဲ့တစ်ထပ်ကြီးရှိတယ်တဲ့အဲ့တော့တန်းရွှေရအာနာရှင်တန်းရွှေရကျွန်တော်ရဲ့အမှုတွဲ file ကြီးကိုသူ့စပွဲမှာတင်လာပြီးတော့ ျွန်တော်တို့ရေးထားတဲ့အချက်လေးတွေကြည့်လို့မင်းတို့စစ်တပ်ကြီးတွေလောက်ပြက်နေတာကိုမင်းတို့ငါ့ကိုဘာလို့မပြောလဲဆိုပြီးတော့စုဆဲမှန်မဲကြတယ်ဆိုပြီးတော့ကျွန်တော်ကိုအာအခုတော့ကွယ်လွန်သွားပြီဖြစ်တဲ့ဘူမှုမျိုးနိုင်ပေါ့နော်တငယ်ချင်းကသူလွတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကာလကအာသူအတွေ့အကြုံနေနဲ့ပြန်ကြားခဲ့ရတော့ကျွန်တော်ပြန်ပြောပြပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်က electronic app နဲ့ထောင်ကြတယ်ဒါပေမဲ့စစ်တပ်ကဖက်စစ်အာဏာရှင်စနစ်ကပျက်စီးယိုယွင်းနေတာတွေကိုကျွန်တော်ကွက်ကွက်ကွင်းကွင်း2000ခွန်ရှစ်အဲ့ကာလကတည်းကကျွန်တော်ကရေးသားဖော်ထုတ်လာ ောတို့လာတော့ကျွန်တော်ကိုနာမည်ဖြတ်ဖို့အတွက်မလုပ်လိုက်လဲဆိုတော့သူ plot တစ်ခုဇာညွန်းတစ်ခုရေးဆွဲလိုက်ပါတယ်တဲ့ဒီဖြစ်စဉ်ကိုလည်းကျွန်တော်ပြန်ကြားရတာပေါ့နော်အဲ့တော့လေဒီအရာရှိကြီးအဆင့်လာဘူးလက်လာဆွေလိုလူမျိုးတွေအားစကျွန်တော်ကိုမရင်းကောင်ဆိုပြီးတော့ရဲရဲရင်းရင်းပေါ့ကျွန်တော်ဆိုရင်ပါလေအဲသူတို့သူတို့စာတန်းမှာတော့သူတို့ချုပ်ဝေတဲ့စာဆောင်မှာတော့ကျွန်တော်ဟိုရေးတာတွေ့လိုက်ရပါသေးတယ်ကျွန်တော်ထောင်ထဲမှာတော့ဖတ်လိုက်ရတယ်ဆိုတော့သူတို့ဘာကြောင့်ဒီလိုမျိုးကျွန်တော်မရင်းကောင်လို့ပြက်ပြက်သားသားဆွဆွဲရဲလဲဆိုတော့သူတို့တက်သိရှိတယ်တဲ့မင်းမရင်းမှုကျွလွန်ခဲ့တဲ့အမှုတွဲငါတို့ဖတ်ရတယ်လို့ပြောပါတယ်တဲ့ဟာကျွန်တော်အန်အောသွားတယ် ကိုယ်တိုင်ဖြစ်တဲ့ကျွန်တော်တော့မှမသိတဲ့ကိစ္စအဲ့နဲ့ကျွန်တော်ပြန်ထောက်လိုက်တော့ကျွန်တော်နဲ့တဒတ်ထဲခမစကူးမှာ1998ကနေ2001လောက်ထိအတူတူနေခဲ့တဲ့အရာရှိတယောက်ကကျွန်တော်ကိုပြန်ပြောပါတယ်။သူကကျွန်တော်ထက်အနည်းငယ်အသက်ကြီးတယ်။သူကရန်ကာကနေပြီးတော့ဟိုအခြားဆင်းကနေပြီးအရာရှိဖြစ်လာတဲ့တယောက်ဖြစ်ပါတယ်။သူကပြန်ပြောတယ်။ဟာညီလေးရေမင်းငါငါတို့ရှိစဉ်တော့ကဖြစ်ခဲ့တဲ့အဲတဲကြီးဘူကြီးနဲ့တက်ချက်ကြီးဇနီးကိစ္စမမှတ်ပြီးတယ်မဟုတ်လားအမှတ်မိပါတယ်လို့အဲ့ဒီကာလကျွန်တော်တို့က gaming နဲ့တခုမှ refit ပေါ့ သင်ကန်းစာအတွက်စစ်စင်ရေးတခုထွက်နေတဲ့ကာလဖြစ်တယ်ကျွန်တော်ထင်တယ်66နဲ့2000အဲဝင်းကျင်မှာပဲ1996နဲ့2000ခုနှစ်ဝင်းကျင်မှာပဲအဲကျွန်တော်တို့ကတက်ကရှည်တန်းထွက်နေတဲ့အချိန်မှာနောက်တန်းမှကြံခဲ့တဲ့တရေးဘူကြီးကတရေးဘူကြီးကကြောက်ဖြူမန်အောင်ဖက်ကဇာတိသားပါကျွန်တော်သူ့နာမည်တော့မပြောတော့ပါဘူးအဲသူကတရေးဘူကြီးကရရှိတရေးမှုတွေရှည်တန်းမှာအကုန်သွားနေကြတယ်နောက်တန်းမှကြံခဲ့တဲ့အချိန်မှာသူကတက်ချက်ကြီးဇနီးတယောက်ကို break လုပ်လိုက်ပါတယ်တက်ချက်ဇနီးတယောက်ကို break လုပ်တော့အမှု အခုကြီးကြီးကျယ်ဖြစ်တယ်ပေါ့သူအရင်မူးပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့ရှေ့တန်းပြန်လာတော့သူ့ကိုအဲဒီဆုံခုံနေပိုင်ဖွဲ့တရားတရားဝင်နေပိုင်နဲ့ဆိုဆိုသူ့ကိုထောင်ချထုတ်ပစ်လိုက်ပါတယ်ဒါဖြစ်စဉ်အမှန်ပါကျွန်တော်ရှေ့စဉ်ကာလခမရ19မှာအလုံးလည်းတိပါတယ်ဒီတောင်ကွာ69 2000ဝင်းကျင်ခမ19နဲ့ဆွာမျိုးပတ်လည်ရလူတွေအလုံးတိပါတယ်ဆိုတော့အဲ့ဒီမရိမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်နေရာမှာမရိမှုကျွန်းလုံတဲ့ဘူကြီးရဲ့နာမည်နေရာမှာအမှုတွဲမှာ သူ့နာမည်စာကျွန်တော်နာမည်နဲ့သူ့ BC BC စာကျွန်တော် BC ကို Photoshop နဲ့ပြင်ပြီးတော့တက်ထဲမှာဖြတ်มาတယ်တဲ့ဟာနေမျိုးစင်ဆိုတော့ကောင်ကြည်လေဒီမှာတွေ့လားအဲ့ဒီကလာကလည်းလူတိုင်းတော့ကြားလိုက်တာဗောတက်ထဲကလူတွေဟာဒီကောင်တော်တော်ရက်ဆက်တဲ့တဲကြီးဝီကွာဘူးကြီးဆိုတဲ့ကောင်စောက်သုံးမကြတဲ့ကောင်တက်ချက်ကြီးဇနီးကိုတော့ကြာခိုးတဲ့ကောင်ဆိုလူတိုင်း on တက်ထဲကကောင်နေတော်တော်များများ on လုံးလာနေတဲ့အမှုဒီအမှုနာမည်ပါကျွန်တော်ထောင်ထဲမှာဆရာနာရှင်စနစ်ကိုဝေဖန်လို့ထောင်ကြနေတယ်ကျွန်တော်နာမည်ထည့်ပြီးတော့ပြန်ဖြန့်ကြည့်လိုက်ဖြန့်ကြည့်လိုက်တော့ကျွန်တော်ကတကယ်ပဲ မရိမှုကျွလွန်ခဲ့တဲ့လူတယောက်လို့အများစုကထင်သွားဖိုင်တွဲမြင်ရတာကိုနားနေသူတို့ကရဲတင်းတင်းကျွန်တော်ဆွဆွဲကြတာပေါ့မင်းကမရိကောင်ပဲငါတို့ကိုယ်တိုင်ဖိုင်တွဲမြင်ရတာအဲ့တော့ကျွန်တော်ဒီနေရာမှာထပ်ရှင်းပြဒီလိုဖိုင်တွဲကိုတော့မှစနစ်တကျအကွက်ကြကြရုပ်မာပြီးတော့နာမည်ပြောင်းထည့်ပြီးဝါဒဖြန့်ချီလိုက်တဲ့စနစ်ဆိုးကြီးကိုဖြစ်စဉ်ဇင်းမြစ်ကိုမမြင်မတွေးပဲနဲ့ဟာငါတက်တည်မြင်ရတာပဲဖိုင်တွဲဖိုတိုရှော့နဲ့ပြင်ထားတဲ့ဟာကိုအစ်စ်လို့ဒီမြင်ရတာပဲတီယူတန်တစောက်ထိုးဆွဆွဲနေပြီဆိုကြတဲ့ကဒီမင်းအွန်လိုင်းရဲ့ရရှိကြီးအဆင့် လူတွေဟာစင်ကျင်တုံတရားသုံးသပ်နိုင်စွမ်းမကားနော်သူတို့ကိုခိုင်ဗန်းစကားလည်းပြောရင်ဂျင်းကောင်းကောင်းထဲ့လို့ရပြီခိုင်းစားလို့ရတဲ့ကျွန်လူတန်းစားဖြစ်နေတာကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဆိုတော့ပြောချင်တာပညာတတ်တွေမဟုတ်ဘူးပညာမဲ့တွေဖြစ်တယ်ပညာမဲ့မို့လို့သာ Photoshop နဲ့ပြင်ထားတဲ့စာတစ်ခုကိုဖြစ်စဉ်စစ်စစ်မြစ်မြစ်မလိလာပဲနဲ့ဆွဆွဲခံရတဲ့နစ်နာသူကျွန်တော်ကိုယ်တိုင်အမြင့်မှန်ကိုရှင်းပြနေရမယ်နဲ့ဟဲ့ကြားကြားမိရပဲကွာငါကိုယ်တိုင်ဖိုင်တွဲမြင်ရတာဆိုပြီးကျွန်တော်ကိုအဲဆိုတော့ပြောချင်တာကဖက်စစ်အကျန်းဖက်စစ်တင်ဟာ ပညာသည်တွေပညာရှင်တွေကိုလုံးဝအလိုမရှိပါဘူး။ဒါကြောင့်မလို့2005ခုနှစ်ကျွန်တော်တက်ကဏီပြီးတော့နှုတ်ထွက်ခွင့်တင်ပြီးနှုတ်ထွက် လာတဲ့အခါမှာအခုတောင်တကို16ရက်ကနေပြီးတော့အရာဝန်အရာဝတီလမ်းမကြီးကိုသွားတဲ့ဘေးနားရက်ကွက်တစ်ခုမှာ နေထိုင်နေဆဲဖြစ်တဲ့အဲ့ဒီ2005ခုနှစ်ကကျွန်တော်ရဲ့အမှတ်26နှစ်တထိန်တက်တက်မှုဝမှုတင်ဦးဟိုရှိကျင်လဲရှိနေပါဦးမယ်။သူနဲ့ဘိုးချုပ်ခမောင်မြင့်ခြေပန်းတိုင်းစတနာချုပ်တိုင်မှုဘိုးချုပ်ခမောင်မြင့်တို့ အသက်ရှိနေသေးရင်ကောင်းကောင်းမှတ်မိသေးမယ့်ကိစ္စတစ်ခုကိုပြန်ပြောပြချင်ပါတယ်ကျွန်တော်ကိုကျွန်တော်အချိန်ချင်းအလီလီနှုတ်ထုတ်ကတင်တယ်နှုတ်ထုတ်ကမပေးဘူးဆိုရင်ငါကင်ထားတဲ့တနက်ဟာပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းအန္တရာယ်ပြုနေတဲ့လူတွေကိုတုတ်တင်ဖို့ပဲဖြစ်တယ်ဘယ်သူ့ကိုမှငါမျက်နှာသာပေးမှာမဟုတ်ဘူးစသဖြင့်ကျွန်တော်ဟာလေတံလွှင့်ပြီးပြောခဲ့တယ်ကျွန်တော်တနည်းအားပြောသလိုပဲဘုကျုံမောင်အေးတို့ဘာလို့ကျွန်တော်လှုပ်ကြံဖို့ဒီကျွန်တော်စ조사တယ်အဲ့လောက်ထိကျွန်တော်ဘက်ကတူတူတိတ်တိတ်နဲ့လုံနေတဲ့ပုံရိပ်ပြက်မှုကိုသူတို့သိလာတဲ့နောက်ကျွန်တော်ကိုနှုတ်ထုတ်ခွင့်ပေးလိုက်ကြပါတယ် နောက်ထပ်ခွင့်ပေးရတဲ့အကြောင်းရင်းအထက်ဌာနဆင့်ဆင့်ကိုကကဒီကကထူးတို့ဘာလို့ပေးဖို့တဲ့မှတ်တမ်းကိုကျွန်တော်ယူဖတ်ကြည့်တဲ့အခါမှာဤရာရှိကိုနှုတ်ထွက်ခွင့်ပေးရသည့်ပေးသင့်သည့်အကြောင်းရင်းဆိုတဲ့နေရာမှာဘာရေးထားလဲဆိုတော့စာတစ်ကြောင်းတည်းပါပဲဤအရာရှိသည် စာအလွန်ဖတ်သည်ဒါလက်ရှိဘုမှုတင်ဦးနဲ့ဘုဇုခမောင်မြင့်ရှိသိရင်အားလုံးမေးလို့ရပါသေးတယ်ဤအရာရှိသည်စာအလွန်ဖတ်သည်ဟုတ်ပါတယ်ကျွန်တော်စာအရန်ဖတ်တဲ့လူပါ အားလာတဲ့အချိန်ထဲမှာ dictionary တုပ်တော်လောက်ကောင်းစာအုပ်တုပ်တော်လောက်ကောင်းကျွန်တော်အမြဲတမ်းဖတ်လိဖတ်တာရှိတယ်ပြီပါဘဲသွားသွားဆိုင်ကင်းနဲ့သွားသွားလမ်းလျှောက်သွားသွားခါးကြသူမလွေထဲမှာစာအုပ်တုပ်အမြဲတမ်းပါအောင်စာဖတ်ပါတယ်အမြဲတမ်းစဉ်းစားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်လေကျွန်တော်စစ်တပ်ကနှုတ်ထွက်ခွင့်ပြုဖို့ခိုင်လုံတဲ့အကြောင်းရင်းဟာအီယာရှိသည်စာလွန်ဖတ်သည်ဆိုတော့စစ်တပ်ဟာပညာတတ်တွေစာဖတ်တဲ့သူတွေမလိုလားဘူးမထားဘူးဆိုတဲ့သက်သေဖြစ်ပါတယ်ဆိုတော့အခုဒါမင်းအွန်လိုင်းအုပ်ချုပ်နေတဲ့ဖက်စစ်တပ်ဥဆောင်တဲ့ဖက်စစ်တပ်ပညာတတ်တွေပညာတတ်တွေကိုအလိုမရှိတဲ့စာဖတ်သူတွေကို ဟိုထုတ်ထုတ်ပယ်ပြတဲ့ဖက်စစ်တပ်ဟာပညာတတ်တွေနေပါသွားနေပါပြီသူကသူဘာဘွေကြီးတွေညာဘွေကြီးတွေတိတိသူရမဘောမဘွေကြီးတွေအကမဟာပဏိတာတိတိသူရမမဟာရှင်စရိတာပြပြဘွေကြီးတွေဘလောက်ပဲသူပေးပေးပေးနေပေးနေပေးပညာမဲ့တွေပေးတဲ့ဘွေဟာပညာမဲ့ချောင်းတက်တည်တာဖြစ်ပါလိမ့်မယ်သူဆက်ပြောချင်တာအခုသဘောဘေးတွေကြုံပြီငလင်ဘေးကြီးတွေကြုံပြီမဖြစ်ခင်3-5နှစ်အလိုကလေးကမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရက နိုင်ငံတကာသုတေသနငလင်ပညာရှင်တွေအပါအဝင်အားလုံးရဲ့သုတေသနပြုကျင့်ရမြန်မာပြည်မှာအလွန်ကြီးမားတဲ့သဘာဝဘေးကြီးတွေအလွန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်ခတ်နိုင်ခြင်းအမြင့်ဆုံးဖြစ်နေပြီမို့လို့မှန်တယ်လေကမ္ဘာကြီးကနှစ်ပေါင်း80တရာတိုင်းမှာအမြဲတမ်း Richard Scale ခုနှစ်ကျော်ကြီးပြင်းထန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်လှုပ်လှုပ်လှရှိတာမို့လို့ဒီချိန်ဒီကာလလှုပ်ကိုလှုပ်တော့မှဖြစ်တယ်ပြီးတော့လဲသခိုင်း Fault ပြက်ရွေကြီးကလည်းပဲဘယ်ကနေဘယ်ထိသွားထားပြီးပြီဆိုတာကိုသိပ္ပံပညာရှင်တွေကစနစ်ကျတိုင်းထွာထားပြီးသိရှိပြီဖြစ်တယ်နောက်ဆုံးအခုသွားတဲ့ Adam Penalty ကို ဟိုဘယ်နေရာထိကိုဆင်းသွားတယ်ဒီအာဖရိကတိုက်ကကုန်းမြေကုန်းမြေကုန်းမြေတိုက်ကြီးကြောကြီးဟာလွန်ခဲ့တဲ့နှစ်ဗန္ဒတန်းတော့ဒီအာရှတိုက်ရဲ့ဒီကုန်းမြေကိုလာဆောက်နေတဲ့ကြောင့်မလို့အခုငလင်ပြည့်ရကျော်နေရာကြီးဟာဟိုဘက်ကနေပြီးတော့နောက်ဘက်ကနေအရှိကိုလာဆောက်တဲ့တိုက်ကြီးဖြစ်တယ်ကီလိုမီတာပေါင်းတောင်းနဲ့ချီတဲ့တိုက်ကြီးဖြစ်တယ်မြေလွာဒူးကြီးဖြစ်တယ်ဒီမြေလွာကြီးကမန္တလေးကတဆက်တည်းမဟုတ်ဘူးအကြာကြီးနဲ့ထိနေပွတ်နေတာတခုကအောက်ကိုဆင်းတခုကပေါ်တက်နေဟာပညာရှင်နဲ့တေးချာသူတေသနာပြောပြထားပြီးတော့မြမပြီမှာဖြစ်လာတော့မယ် စနစ်တကျပြင်ဆင်ကြအောင်ဆိုပြီးပညာရှင်အစုဖွဲ့တွေနဲ့အလင်းဘေးတွေကာကွယ်ရေးတွေကယ်ဆယ်ရေးတွေထူထောင်ရေးတွေကိစ္စအတွက်ဘီလီယံပေါင်းမြောင်များစွာရမုံငွေပြင်တဲ့စနစ်တကျ team တွေဖွဲ့ပြီးတော့လေ့ကျင့်မှုတွေတေးချာကြကြနနပြုလုပ်ခဲ့ကြတယ်။ရခိုင် NLD အစိုးရပြည်သူ့ရွေးချယ်တင်မြောက်တဲ့ဒီမိုကရေစီအစိုးရလက်ထက်မှာဒါပေမဲ့ပြည်သူ့ရွေးချယ်တင်မြောက်တဲ့ဒီမိုကရေစီအစိုးရကိုတနပ်ပြောင်းတဲ့ချိန်ရဲဆက်ဆက်ဖန်စီစန့်ကျင်တဲ့ပြည်သူလူငယ်အားလုံးကိုရဲဆက်တတ်ဖြတ်ပြီးအာဏာလုယူလိုက်တဲ့မင်းအောင်လက်ထက်မှာအာကယ်ဆယ်ကူညီရေးအစီအစဉ်မှမရှိသလို ပြည်သူအတွက်ဘာတန်ဖို့မှလည်းမထားဘူးဆိုတာအခုငလင်ဖြစ်ပြီးတဲ့နောက်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟန်ပြအနေနဲ့ပေးဝင်တယ်တယ်လာတဲ့တန်ချိန်နဲ့ရှိတဲ့ရိတ်ခါတွေအဖိုးတန်ငွေတွေဒေါ်လာတွေအားလုံးကိုစစ်တပ်ကယူတယ်ဇတိသဘောကယ်ဆယ်ရေးပေးပြီးတော့နေပြည်တော်နဲ့ပတ်ဝန်းကျင်ကသူတို့အရေးကြီးတဲ့ရုပ်လုပ်ငန်းရှင်တထေးတွေပိုင်နဲ့တိုက်လို့လို့ဘာတွေနေပြည်တော်ကလျှို့ဝှက်လိုင်းကူတွေဒီလောက်ကိုပဲကယ်ဆယ်ကူညီလှုပ်ခွင့်ပေးပြီးတော့ပြန်လွှတ်လိုက်ကြပြီတေသော ဆုံးရှုံးသွားသောသူအနည်းဆုံး၄000 5000အထက်ရှိတဲ့ချိန်မှာ ကယ်ဆယ်နိုင်တဲ့လူဟာယာကဒန်းတော့မရှိပါဘူးဇတိသဘောပဲပေးလို့လိုက်ပြီးတော့သူတို့ဟာအခုဆိုရင်ကြံပွဲပျော်ပျော်ဆင်နွှဲပြီးတော့ပြည်သူထောင်ထဲချီပြီးတည်သွားတာဘီလီယံပေါင်းအခုဆိုရင်ပညာရှင်တွက်ချက်ပြချက်ရဘီလီယံပေါင်းယာနဲ့ချီပြီးတော့စုံရှုံသွားတာပြန်လည်ထူထောင်မှုအတွက်ဘီလီယံပေါင်းယာထောင်ချီပြီးလိုအပ်နိုင်တဲ့အနေအထားအတွက်ပူပင်မှုလုံးဝမရှိပဲအေးအေးဆေးဆေးနဲ့သူအာနာဆက်လက်တည်မြဲအတွက်ကိုပဲကြိုးပမ်းနေတာကြည်ချင်းအဖြစ်ကျွန်တော်တို့တွေဟာဖက်စစ်အကြမ်းဖက်အာနာရှင်စနစ်ဒီမြေမှာလုံးဝမရှိတော့အောင် အာနာရှင်စနစ်ကအမြင့်အငုတ်အငွေ့အသက်အရိပ်အຫນွေအပွားဘာမှမကြံတော့အောင်မလုံနိုင်သေးသေးဖြင့်ကျွန်တော်တို့ပြည်သူအားလုံးဟာတနက်ကင်လူတွေရဲ့ဖြစ်စည်းချင်းချောက်အာနာပြခြင်းလူတွေရဲ့သူတို့ဖြင့်ပညာတတ်တွေရဲ့ဥဆောင်စီမံအုပ်ချုပ်မှုမရတဲ့အတွက်ကြောင့်တဘာဝဘေးလူလုံးဘေးတွေဘေးမျိုးမျိုးကနေပြီးတော့ဝမ်းနဲ့ကြည်ကွေးစွာရင်ဆိုင်ရခြင်းဒါတွေဆက်လက်ကျုံဆုံနေရအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အနည်းချုပ်ကတော့အခုပြီးခဲ့တဲ့မိနစ်တစ်နည်းကတောင်သာမြို့နယ်ထဲမှာ နောက်တစ်ခါရင်းနှံချောင်းနဲ့ပကံကိုဆက်သွယ်ထားတဲ့မင်းကျူရွာအတွင်းကိုတက်တပြက်ဖြတ်စည်းဆင်းလာတဲ့ကြီးမားကြောက်ပွဲကောင်းတဲ့ရေစီချောင်းကြီးတွေရဲ့အနေထားတောင်သာမြို့နယ်တွေမှာလည်းအလားတူရေတွေစီးထွက်လာတာတချို့ရွာတွေမှာဆိုရင်ပကြားရေးတွေတည်းကနေပြီးတော့ရေတွေအလိုလောက်တက်လာပြီးတော့ရွာသူရွာသားတွေထထွက်ပြေးကြတဲ့အနေထားဓာရီကြီးချင်းအပြင်တဘာဝကြီးကကျွန်တော်တို့ကိုတစုံတရာပြောင်းလဲဖို့နမိတ်တွေကြူပြနေပြီအရေးတွေကြူပြနေပြီဒီဒေသဒီနေရာဒီအကြောင်းအရာနဲ့ဆက်ဆိုင်တဲ့လူတွေ ပညာရှိသောလူတွေပညာဆိုတာအတန်းပညာတက်ခတ်မှမဟုတ်ဘူးနော်တွေးခေါ်ဆင်ခြင်တုံတရားစာဖတ်ပြီးတော့ပညာရှိသောသူတွေသဘာဝကြီးကစင်ခဲစင်ခဲသတိပေးလာပြီးဝါနင်းထုတ်ပြန်လာတဲ့အချိန်မှာမင်းတို့လွတ်အပ်ရှောင်းအေဒကူကြီးတွေလို့မြေပြတ်မှာပကြိုက်တွေဖြစ်လာပြီးမြေတွေပြိုကျနိုင်နေဆိုရင်ကိုးမြင့်နေအများကြီးရှိတယ်မင်းတို့ရှောင်ကြရှားကြမရှောင်ပဲပီကပ်ပြီးတော့သူလည်းနေတယ်ငါလည်းနေတယ်ငါမှမတက်နိုင်လို့အသေးခံပဲဆိုရတဲ့လူတွေအားလုံးတက်ကတော့ရေကြီးရေကြီးကမ်းပြိုမထင်မှတ်နိုင်တဲ့ မထင်မှတ်နိုင်တဲ့ဆိုတဲ့စကားလုံးကအခုဒါကျွန်တော်တို့အားလုံးလည်းအခုတွေ့ပါလိမ့်မယ်ဒီငလင်ကြီးဖြစ်လာမယ်ဆိုတာဘယ်သူမှလည်းမထင်မှတ်ဘူးနော်ဘယ်သူမှမထင်မှတ်ဘူးဒီလောက်ထိကြံတန်းပြီးတော့ထိုင်နေတဲ့ဇပွဲတော်မှာလှုပ်ခါရမ်းသွားပြီးတော့လူကိုယ်တိုင်ဘေးကိုလွင့်ထွက်သွားတဲ့အထိပြင်းထန်တဲ့ကဘာမကြီးကတုံ့ဟီးလာလိမ့်မယ်ဆိုတာဘယ်သူမှမထင်မှတ်ခဲ့ဘူးအဲအလားတူပဲဘယ်သူမှမထင်မှတ်ခဲ့တဲ့ကိစ္စတွေကဘာကြီးမှာအချိန်ချင်းဖြစ်ခဲ့ပြီးပြီဆိုတာကိုလည်းဟိုးဟိုအီဂျစ်ပြည်မှာအော်ဒီဒီဂျာမန်ပြည်မှာ ပေပေါင်း၄၅၈၀လောက်မြုပ်နေတဲ့အဆောက်အုံကြီးတွေဘဲချင်းဘဲကာလဘာအကြောင်းအရာကြောင့်မှမသိတဲ့လိုင်းလုံးကြီးတွေတော်တော်ကောင်းမြေသားပူချမှုတွေကြောတော်တော်ကောင်းရေကြီးမှုတွေတော်တော်ကောင်းမြုပ်သွားတဲ့လက္ခဏာတွေကျွန်တော်တွေးပြီးသားတွေပဲအဲ့တော့ကျွန်တော်တို့ကဘာမြေကြီးဟာလူသားတွေရဲ့သစ္စာမဲ့မှုကဘာမြေကြီးပုံမှာတန်ဖိုးမထားပဲနဲ့ကဘာမြေကြီးကိုလည်းဖြည့်ဆည်းဦးနေမှာကလူလူချင်းလဲသစ္စာမဲ့စွာနဲ့စေနာမဲ့စွာနဲ့ရန်ဆောင်ပြီးလောဘဒေါသအတ္တမာနအိနဲ့အပြိုင်ဆိုင်ရန်ဆောင်စစ်ကင်းရက်ဆက်ချင်းနဲ့သာ ကျိုးပန်းလာတဲ့အတွက်ကြောင့်သဘာဝကြီးကဒဏ်ခတ်တဲ့အနေနဲ့ကျွန်တော်တို့လူသားတွေကိုသဘာဝဘေးကြီးမျိုးမျိုးနဲ့တဖြည်းဖြည်းဖြည်းစည်းနေဆက်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံသားတွေဟာအုပ်ချုပ်သူအစိုးရကောင်းလည်းမရှိပြည်သူပြည်ချင်းပြည်သူချင်းလည်းစီးလုံးညံ့ညွတ်စွာစီးလုံးကာကွယ်ဖို့စနစ်ကိုလည်းမတိဆောက်နိုင်သေးတဲ့အချိန်မို့လို့ပြည်သူတွေတတိကြီးကြီးထားဖို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဒါကတော့ပါလေငလင်းကြောက်ပြည့်ရွေကြောကြီးတခြားမြင်းမျက်နှာပြင်နေနေချင်းမြင်ချင်းနဲ့ရစီချောင်းလန်းပြောင်းချင်းတွေဖြစ်ပေါ်လာပါလိမ့်မယ်အခုမိုးကြဖို့ရပိုင်းမယ်လို့ပါတော့တယ် ရက်ပိုင်းမဲ့လိုတော့အချိန်မှာအခုရေစီးကြောင်းတစ်လျှောက်အခုဒီရက်ပိုင်းဖြစ်နေတဲ့ရေစီးကြောင်းတစ်လျှောက်ကမြွရွာတယ်ငလင်းပြက်ရွေကြောကြီးတစ်လျှောက်ကမြေသားအကြောင်းကြီးနဲ့နှိမ့်ကြမှုတွေဖြစ်ပေါ်သွားတဲ့နေနာပဝင်ကျင်ကမြွရွာတယ်ငလင်းပြက်ရွေကြောတစ်လျှောက်ကအခုချိန်ထိ register scale 3 4ကြောကြောစဉ်ဆက်မပြတ်လောက်ခါနေသေးတဲ့ပတ်လေကမြွရွာတယ်အဲ့ဒီကလူသားတွေအနေနဲ့အသည့်တတိရှိရှိကျွေးပြောင်းခြင်းတော်လကောင်းပြင်ဆင်ခြင်းတော်လကောင်းတောင်းပေါ် ကြောက်သားမြေမာရှိတဲ့နေရာမှာရအောင်ပြင်ဆင်နေရာချပြောင်းရွှေ့ခြင်းဖြင့်တော့လကောင်းမိမိကိုမိမိကာကွယ်ဖို့ကြိုးစားကြစေချင်ပါတယ်။အုတ်ချုပ်တဲ့ဖက်စစ်အကြံဖက်မင်းအောင်လိုင်းအာနာရှင်ချီကနေပြီးတော့သတိပေးမှုကာကွယ်မှုကယ်တင်မှုလုံးဝမမျှော်လင့်ပါနဲ့။သူတို့တွေအာနာဆက်အသက်ရှင်မှုမှလွယ်၍ဘာမှစိတ်မဝင်စားတဲ့မိษาလောကသားတွေကြောင့်ကျွန်တော်တို့ပြည်သူတွေဒီထက်ပိုပြီးဆင်းရဲဒုက္ခမရောက်ကြစေချင်ပါဘူး။ကျွန်တော်တို့တတ်ဆွမ်းသမျှဒီဖက်စစ် ာဏာရှင်စနစ်ခြေမိုးရေးလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ပြည်သူတွေအနေနဲ့လည်းမိမိကိုမိမိအသက်ရှင်ဖို့နိုင်ငံတစ်ကိုထူထောင်ဖို့အတွက်မိမိရဲ့သားသမီးတွေကိုပညာကောင်းစွာသင်ကြားခွင့်ရတဲ့အခြေအနေနဲ့ကျန်းကျန်းမာမာဆက်လက်အသက်ရှင်ဖို့ကြိုးစားပေးကြစီလိုပါတယ်။အဲ့တော့နှစ်တစ်မှာအားလုံးကိုနှုတ်ဆက်ပါတယ်။နိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းရန်ကွာကျန်းမာချမ်းသာကြပါစေဗျာ။